တဆွဲထားတဲ့ဒီသာလင်ကြောင်းပင်ဃာတွေကိုဒီပြန်လေတပ်ဖွဲ့ဝင်တွေတင်ပတ်ပြီးတဲ့နောက်မှာစစ်ကောင်စီတပ်ကဒီသာလင်ကြောင်းပင်ဃာကိုပုံကျဲလိုက်တာဖြစ်ပါတယ်ဝန်ကျဲလိုက်တဲ့အတွက်ဒီဘက်ကအကုန်လုံးစာသင်ကျောင်းဆောင်တစ်ခုလုံးညီပါတော့ဆုတ်ပြတ်သွားတယ်ဒီသူမိုးတွေပါတယ်ပြည့်သွားတယ်နော်ပတ်ပတ်လေဘုံမှာလည်းအကုန်လုံးဆင်သွားတယ်ဝန်ကျဲဒီမှာက ဒီဒီရလေးတက်ဖွဲ့ဝင်ရဲဘော်တွေဒီရလေးကျွန်တော်သိရတာကတော့ဒီကန်တော့မှာကစစ်ကောင်စီကဒီဖုန်းဟိုဂျပန်ခေတ်ကဒီဘဝအတိုင်းကျွန်တော်တို့ဖုန်းလို့ဆိုင်ခံစစ်ပုံစံမျိုးလုပ်ထားတာပေါ့နော်အဲ့မှာဒီရဲဘော်တွေကအဲ့ဒီ၃ခုဟိုဒီဇိုင်းနဲ့ဝင်တိုက်တဲ့အချိန်မှာသူကဘယ်လိုပကဒီဒီတောင်းလာလေကောင်ကခန့်စစ်တွေပြီးကြတယ်။ဟုတ်ကဲ့ပါ၂၂ပါ။ ဆက်ဆွဲထားတဲ့ပုံပုံလုံးဆိုင်သုံးခုကိုကာကွယ်တပ်ဖွဲ့တွေဒီပြန်လေးတပ်ဖွဲ့တွေဝင်တိုက်တဲ့အချိန်မှာတို့အရင်နဲ့ညွှားတဲ့အချိန်မှာတို့ကအလဲကိုပြန်စုလာအလဲကိုပြန်စုပြီးတော့အလဲကနေပြန်ပြီးတော့ခုခံတဲ့သဘောလို့ကျွန်တော်တို့ဒီပြန်လေးတပ်ဖွဲ့ဝင်တွေဒီအမ်းကျွန်တော်တို့ပြရတာရှိပါတယ်ဒီပူပေါင်းတပ်ဖွဲ့တွေနဲ့ပြန်လေးပူပေါင်းတပ်ဖွဲ့တွေတက်ခိုက်သိမ်းပိုက်ထားတဲ့ပလန်မျိုးတွေကကန်းတော့ရဲစကန်းကိုကျွန်တော်ရောက်နေတာဖြစ်ပါတယ်ဒီနေရာတွေရောက်တော့ဒီကန်းတော့မှာရှိတဲ့ရဲတွေစစ်ကောင်စီတပ်သားတွေနဲ့ ဒီ resource ဒီ to set ဖွဲ့ဝင်တွေခိုင်မာတက်ဆွဲထားတဲ့ဒီဘန်လာဂျင်းတွေဖြစ်ပါတယ်ဒီနေရာတွေကဟိုမိုင်းရှင်းလေးအပြည့်စုံလုပ်ထားတဲ့အတွက်အနေရောများပါတယ်ဒီထဲမှာအဲဒီစစ်ကောင်စီတက်ဖွဲ့ဝင်တွေရဲ့အလောင်းတွေရှိရလို့ပြောပါတယ်အဲ့ဒါကျွန်တော်တို့တစ်ချက်သွားကြည့်မှာဖြစ်ပါတယ်ဒီတိုင်မှာကအဲဒီကျွန်တော်စကမ်းမှာရှိတဲ့ဟိုအရီထဲမှာဘူပေါ့နော်ပြာရှိနေသွားတဲ့တိုင်ပေါ့အဲ့ဒီတိုင်မှာကျွန်တော်တက်ကြည့်မှာဖြစ်ပါတယ် မှတေချာကြည့်မိရပါဘောနော်ဒီမှာဒီဝါးတွေဝါရှစ်ချလန်ဖို့ပြီးတော့တေချာကန်စစ်လောက်ထားတဲ့ဒီနေရာထားပါဒီနေရာတွေကနေတော့တဲအိတ်တွေပါအိတ်တွေပါကာပြီးတော့ဘန်ကလောက်ထားတယ်နော်ဒီနေရာတွေကျွန်တော်ပေါ်တော့တက်စီဒီကျောင်းဦးလေးစလောင်းပေါင်းနေပါတော့ဒီမှာတော့စာရင်းနေတာ ောင်ကစီမံကြတဲ့စီမံကြတဲ့အားတွေအဲမှာဆွဲရတယ်ကြီးရယ်ဒီမှာပြည့်ပိုက်ဆံအလုပ်လေးတွေရှိတယ်ဒီမှာဒီမှာကသူတို့ဒီလက်နက်ကြီးတွေချီမှန်ထားတဲ့နေရာကြီးပေါ့နော်ဒီကကဒီကမှကဒီကမှကဒီမှာအောက်ဝင်းပါတယ်သူတို့ဘန်လာနေကြတယ်အဲလိုဒီမှာ